မြန်မာနိုင်ငံရဲ့မြေအောက်မှာပေ3000ရှိတဲ့ငကားကြီးရှိတဲ့အကြောင်းတရားဟောလိုက်တဲ့မိုင်းပုံးဆရာတော်ကြီးအလုံးမဲမင်္ဂလာပါဗမစ်နိုင်ငံကနေကျေးဇူးလိုက်ပါတယ်မိုင်းပုံးဆရာတော်ကြီးကမြန်မာနိုင်ငံအတွင်းကငလျင်ဘေးတဲ့ဒေသတွေကိုတောင်းရောက်လွတ်တန်းနေပြီးတရားတွေလည်းဟောပေးနေပါတယ်မိုင်းပုံးဆရာတော်ကြီးကိုဖူးတွေးဖို့မလွယ်ကူပေမဲ့လည်းလူအများကိုမေတ္တာထားပြီးကြားရောက်လာတာကြောင့်အလုံးကဝမ်းသာပြီးတော့တရားနာကြတာပါဆရာတော်ကြီးကငလျင်ဘေးကြောင့်ကွယ်လွန်သွားတဲ့သူတွေကိုအမျှဝေမေတ္တာပို့ပေးသလိုငလျင်လှုပ်ရတဲ့အကြောင်းရင်းကိုလည်းပြောပြလိုက်ပါတယ် မြန်မာနိုင်ငံသခိုင်းပြည့်ရကြောကြောင့်နှစ်ပေါင်း80ခန့်ရတရားအတွင်းမှာကြီးမားပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်လေးရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်ရတဲ့အကြောင်းရင်းကတော့မြေအောက်မှာပေ3000ကျော်ရှေ့လျားတဲ့ငကားကြီးရှိနေတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းကြီးအားမြေလံလိုက်တဲ့အခါမှာမြေကြီးတွေကတုံခါသွားရပြီးငလျင်လှုပ်သွားခဲ့တာဖြစ်တဲ့အကြောင်းအခုတော့များတဲ့သူတွေကငလျင်အတွင်းမှာကွယ်လွန်သွားခဲ့ရတဲ့အကြောင်းကိုဆရာတော်ကရှမ်းဘာသာနဲ့ဟောခဲ့ပါတယ်။ဆရာတော်ရဲ့ဟောကြားချက်ကိုအခြားဆရာတော်တစ်ပါးကမြန်မာဘာသာပြန်ပေးခဲ့ပြီးတရားနာသူတွေကတော့ဒီလိုတရားဟောတာကိုသဘောမချကြပါဘူး။မြန်မာနိုင်ငံရဲ့တောင်မြောက်အလျားကပေ3000မရှိလျားပဲငလျင်လှုပ်တာကပြည့်ရွေကြောင်းလှုပ်တဲ့ဆိုတော့အလုံးကလက်ခံပြီးသားဖြစ်ပါတယ်။ လျင်လှုပ်ရတဲ့အကြောင်းရင်းတွေကိုလည်းဘူမိဗေဒပညာရှင်တွေကရှင်းပြထားပြီးနောက်ထပ်လှုပ်လာမယ့်ငလျင်တွေအတွက်လည်းဒီပညာတွေ ဖြန့်ဝေပေးနေတာပါမြန်မာနိုင်ငံရဲ့တောင်မြောက်အလှရာတောင်ပေ3000မရှိလို့ပေ3000ရှိတဲ့ငကားကြီးကဘလို့နီးနေမှမြန်မာနိုင်ငံရဲ့မြေအောက်မှာမရှိနိုင်ဘူးလို့ဝေဖန်နေကြပါတယ် ိုင်ပုံးဆရာတော်ကြီးကငလျင်ဘေးသင်းတဲ့နေရာတွေကိုတောင်းရောက်လွတ်တန်းနေပြီးမြို့ကြီးတွေမှာတရားဟောကြားနေတာပေါ့ဒါပေမဲ့ဆရာတော်ဟောကြားတဲ့တရားတော်တွေထဲမှာနဂါကြီးကမြေကြီးကိုလှမ်းလိုက်လို့ငလျင်လှောက်တာကိုတော့လက်မခံချင်းကြပဲဒီလိုမှောင်ရွံ့တဲ့ဟောကြားမှုကိုသဘောမချကြပါဘူး မိုင်းပုံးဆရာတော်ကြီးဟာတကောကြီးမားတဲ့ဆိုပြီးတော့နမဲကြည့်ပြီးကိုယ်ခွေယုံကြည်သူတွေပေါ်များပါတယ်မြန်မာနိုင်ငံတွင်မှာသာမကထိုင်းနိုင်ငံကဝင်ကြီးချုပ်မိသားစုတော်ကိုယ်ခွေတဲ့ဆရာတော်ဖြစ်ပြီးသူတစ်ပါးရဲ့စိတ်ကိုလည်းထွန်းဖောက်ပြီးသိနိုင်တယ်လို့နမဲကြည့်တာပါဆရာတော်ကြီးကထူးခြားတဲ့အဆွမ်းတွေရှိနေတာကြောင့်မြေကြီးရောက်ထဲမှာငကားကြီးရှိတာကိုယုံကြည်ကြတဲ့သူတွေလည်းရှိပါတယ် ဆရာတော်ကြီးအောင်ဂူထဲမှာသုံးနှစ်ကျော်တရားကျင့်ကြံအထောက်ခဲ့သူဖြစ်ပြီးဆရာတော်ကိုဖူးထွေးခြင်းတွေကတော့အပြည့်ဖြစ်နေပါတယ်။ဒါပေမဲ့ဆရာတော်ရဲ့အပြုတ်မှုတချို့ကထေရဝါဒနဲ့မကန့်ညီလို့မကိုးကွယ်တဲ့သူတွေလည်းရှိနေပြန်တာပေါ့။အရင်လိုအချိန်မှာပဲမြန်မာနိုင်ငံရဲ့မြေအောက်မှာပေ3000ရှိတဲ့ငကားချီရှိနေတဲ့အကြောင်းဟောလိုက်တာကြောင့်လက်မခံသူတွေများနေတာပေါ့။ ငလျင်ကျောက်စိတ်တော်ကရောက်နေတဲ့သူတွေကိုဆရာတော်ကြီးကငကားနဲ့ပတ်သက်ပြီးဟောလိုက်လို့ထူးဆန်းနေကြကောင်ပြားနာတဲ့သူတွေတောင်ဟင်ကနေဟာကနေဖြစ်သွားကြပါတယ်။ဒါပေမဲ့မိုင်းဖုံးဆရာတော်ကြီးကတော့နိုင်ငံအနှံ့ကြွပြီးတရားဟောတာကအလွန်ငွေတွေလိုချင်တာကြောင့်မဟုတ်ဘဲလူအများကိုစိတ်ချမ်းသာစေချင်လို့ဟောတာဖြစ်တဲ့အကြောင်းရှင်းပြထားပါတယ်။မိုင်းဖုံးဆရာတော်ကြီးကဝေဖန်မှုတွေများနေပေမဲ့လည်းဆရာတော်ကြီးရဲ့ထူးခြားမှုတွေကိုလက်တွေ့ကြုံလိုက်ရသူတွေလည်းရှိတာကြောင့်မယုံကြည်ရင်တော့မပြတ်မှားဖို့အတွက်ပြောနေကြပါတယ်။ ငလျင်လှုပ်တာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့အိနေနာချင်းနိုင်ငံတစ်ခုကတော့မြောက်ကငကားကြီးကြောင့်လှုပ်တဲ့ဆိုတာကိုလက်ခံထားပါတယ်။မြန်မာနိုင်ငံရဲ့မြောက်မှာပေ3000ရှိတဲ့ငကားကြီးရှိနေတာနဲ့ပတ်သက်ပြီးတကယ်ဖြစ်နိုင်ပါမလားဆိုတော့ဒေသတို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။